ိမ်နောက်ဖေးဈေးဆိုင်တဲ့ရှင်းအခါကဖခင်တူဦးသည်မိမိသားနှယောက်ကိုခေါ်ပြီးလေအောက်ပါစကားကြီးငါခွန်းကို မကြားဆုံးမလေဤချစ်သားတို့ဖခင်မရှိရင်တရာတကြီးစောက်ပါအိမ်နောက်ဖေးတွင်ဈေးဆိုင်တဲပါခေါင်းတရာသားကိုစားပါ တနေ့ပစိုးသုံးခါလဲပါဥခေါင်းသုံးလုံးရှိသူထံမှအသိဉာဏ်ပါသားနှယောက်သည်ဖခင်စကားကိုမှတ်သားထားကြ၏ ဖခင်ကွယ်လွန်သောတားငယ်သည်တရွာလေးတကြီးဆောင်ဤအိမ်တော်ဖေးတွင်ဈေးဆိုင်တဲ့ဤကျူးကောင်းဆေယူးကောင်းတို့ကိုခေါင်းတရာပြေအောင်ဝယ်ယူ၍စားတော်ပြီထို့ကြောင့်တားငယ်ငွေများကုန်သည်ဖြင့်စင်းရဲသွားလေ၏တာကြီးကမူဖခင်ဤဆုံးမစကားသည်ထူးဆန်းပြီစွာဥကောင်းသုံးလုံးရှိသူကို မေးရန်ဟုလိုက်ရှာလေ၏ဤသို့ရှာနေစဉ်ရွတ်တရာတွင် အဖိုးတယောက်ကိုတွေ့၏အဖိုးသည်အိုမင်းလူလာသည်ဖြင့်ထိုင်နေသည့်အခါတွင်ဒုနှလုံးသား၌ခေါင်းဝင်ရွှေနေ၏အဝေးကကြည်ပါကအဖိုး၌ခေါင်းသုံးလုံးရှိသည်ကိုထင်ရ၏အဖိုးတန်သူသွား၍ဖခင်မာခဲ့သောစကား၏အတိတ်ပဲကိုယူသေးစွာမေးလေသည်အဖိုးကဤသို့ရှင်းပြလေ၏ငါမည်တရွာတကြီးစောင်းပါဆိုသည်မှာရောက်ရအရွက်တွင် မိဖွဲ့ပါဟုဆိုလိုသည်သို့မှသာခရီးသွားလာသောအခါမိခိုအားထားရာရမည်အိမ်နောက်ဖေးဈေးဆိုင်တယ်ပါဆိုသည်မှာအိမ်နောက်ဖေးတွင်ဟင်းသီးဟိရွက်များစိုက်ပါဟုဆိုလိုသည်သို့မှသာဈေးဘိုးတက်တာမည်ကောင်းတရားသားကိုစားပါဆိုသည်မှာငါတို့ငါတေပဇွန်စိတ်တို့ကိုစားပါဟုဆိုလိုသည်ဤအစာမျိုးသည်အာဟာရလည်းဖြည့်၍ဈေးလည်းချို့သည် ။ဒီနေ့လင်ပစိုး၃ခါလဲပါဆိုဒီမှာဝိထောသောလုံစီကိုဒီနေ့၃ခါလှဲ့၍ဝစ်ပါဟုဆိုလိုသည်။သို့မှသာအစုတ်သက်သားမည်။ကောင်းတောင်းလုံးရှိသူထံမှာတည်ယူပါဆိုသည်မှာအသက်အရွယ်ကြီးသူထံမှာတည်ယူပါဟုဆိုလိုသည်သို့မှသာဘ ഹു တုတအသိပညာတိုးပွားမည် တဝခါတာကြီးသည် ဆုံးမစကား၏အတိတ်ပဲကို ကောင်းစွာသဘောပေါက်၍အဖိုးဟုပြောသည့်အတိုင်းလိုက်နာသဖြင့်ကြီးပွားချမ်းသာလာလေသတည်းသီဆုပ်ကြီးတရရုံးအခါလေသမားလင်မယားနှစ်ယောက်သည်လေခွက်တစ်ခုတွင်တဲထိုး၍နေကြ၏သူတို့တွင်တာကလေးနှစ်ယောက်ရှိ၏ဤသောအခါမိမများလေတော်သို့အလောက်သွားလှုပ်စဉ် သားနှစ်ယောက်သည်အိမ်ဆောင်၍ကလေးဘဝကစားလျက်နေကြရခဲ့သည် ရှင်မင်းသည်တိုင်းသူပြည်သားတို့၏အခြေအနေကိုသိရန်ဆေးရသောဟန်ဆောင်ရဲ့လဲ့လဲဆောင်းဆန်းစဉ်မိုးကြီးတက်ထက်စွာရာချလိမ့်၏။လေပြင်းမုန်တိုင်းတိုက်သည့်ဖြင့်တစ်ပင်မှတိတ်ကိုင်းများကျိုးပဲ့ကုန်၏။ကောင်းကင်မှမိုးသည်မိုးပေါက်များကျလျက်ပောင်ဝင်းစဉ်တစ်ခုလုံးမောင်းမဲလာလိမ့်၏။ရှင်မင်းသည် လမ်းမ၍ နန်းတော်သူမရောက်ပဲကလေးငယ်နှစ်ဦးကစားနေသောတဲသူရောက်သွား၏ကလေးငယ်နှစ်ဦးသည်ရှင်ဘယင်မန်းမတိကြပဲဘယင်ကြီးနှင့်ရေမောကစကားပြောဆိုကြလေသည်ဘယ်နှင့်ပါကြီးလမ်းမလာသလားမိုးကလည်းရွာလုံးနေပါကြီးတကိုယ်လုံးရှိုးဆွဲကုန်ပါပြီရောဟုဆိုကြသည်ဟုတ်တယ်မောင်တို့ရဲ့ပါကြီးမောင်တို့တဲမှာ မိုးကိုရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပကြီးကအရေးကြီးနေလို့မိုးတိတ်အောင်မဆောင်နိုင်ဘူးကွ။တီမြာမရှိဘူးလားဟုဘယင်ကြီးကမေး၏။တီးဆိုလို့တလက်သာရှိပါတယ်။အဲ့ဒီတီးကို အဖေအမေတို့နှမျောလွန်းလို့ဘယ်တော့မှမဆောင်ပါဘူး။အခန်းထောက်မှာပဲအမြင့်ထောင်ထားပါတယ်ဟု ကလေးတယောက်ကဆိုလေသည်။ ဘယင်ကြီးကထီးကိုကြီးပြစေအောင်ဟုပြောရာ ကလေးတို့ကထီးကိုယူလာပြီးပြကြလေသည်ထီးမှာထန်းရွက်နှင့်လှူထားသောကြောင့်ထီးအောင်ထီးဆုပ်ကြီးဖြစ်သည်ဒီထီးကိုပဲဗာကြီးကိုငားလိုက်ပါကျေးဇူးတင်ပါတယ်ဟုဘယင်ကြီးကပြောရာ ကလေးမြောက်ကငားလိုက်ပါမယ်မြ мян သာပြန်ပို့ပါမပို့ရင်ကျွန်တော်တို့ကိုမေမေရိုက်ပါလိမ့်မယ်ဟုဆိုကြ၏ ကောင်းပါပြီ။ပါကြီးအင်ရောက်ရောက်ချင်းကလေးတို့စီကိုထီးကိုပို့ပေးလိုက်ပါမယ်ဟုဘယင်စီက ပြောဆိုလျက်ထီးဆောင်စီကိုစောင်းကတဲတွင်မှထွက်သွားလေသည်။ညနေမိုးတိတ်၍မိဘများပြန်လာကြ၏။ကလေးတို့ကထီးကိုပါကြီးတယောက်အားငားလိုက်ကြောင်းအင်ရောက်ရောက်ချင်းထီးကိုပြန်ပို့လိုက်မည်ဖြစ်ကြောင်းမိဘများကိုပြောပြကြ၏။ မိဘများကအသက်အရွယ်ကြီးသူအဖိုးအရွယ်အဘအရွယ်ပုဂ္ဂိုလ်တို့ကိုကူညီချင်းသည်ကုသိုလ်ရကြောင်းသားတို့ကိုပြောဆိုနေစဉ်မြင်းဖြူလေးကောင်ကတော့ယထာတစီတဲရှိတွင်စိုက်လာလေ၏ယထာတွင် လူတယောက်သည်ထီးကိုပလက်လန်ဖွင့်ပြီးခေါင်းပေါ်တင်၍ရွက်လာသည်ဟောဟိုမအမေကျွန်တော်တို့ထီးစီးကိုရွက်လာပြီဟုကလေးတို့ကဆိုကြ၏ရွက်လာသူကထီးကို ဖုံးတော်ကြီးမြတ်သော ရှင်ဘီအမိန်နှင့်ယူလာရပါသည်လက်ဆောင်များလဲထီးထဲမှာပါလာပါတယ်ဟုအဆိုလျက်ထီးကို အောက်သို့ချလိုက်ထို့နောက်ထီးထဲမှာပါလာသောရွှေတင်းကားငွေတင်းကားများကို သူငယ်တို့အားပေး၍နနက်ကထီးကားသွားသူမှအချာမဟုတ်ဘရင်မြင့်မြတ်ပင်ဖြစ်ကြောင်းပြောဆိုလေသည်ထို့အခါလေသမောင်းမိသားစုမှရွှင်လန်းဝမ်းမြောက်ကြလျက်မိခင်ဖခင်တို့ကငါသားကလေးများ ိမ်မာကြပါပြီတဲ့ဟု ပြောဆိုချီးမွမ်းကြလေတည်းရိုးသားမှုကိုရှာဖွေခြင်းတခါကလူကြီးတယောက်ဟာအလောက်ကနေပင်ဆင်းယူပြီးနောက်အားလက်သွားတာနဲ့တောင်ပေါ်မြောက်ကို ခရီးသွားဖို့ပြင်ဆင်ခဲ့ပါတယ်ဒီကိုရောခရီးမှုခီးဆောင်အိတ်ခတ်တေးတေးတလုံးသာတည်ဆောက်ရင်းမိရထားစီခရီးထွက်ခဲ့ပါတယ် အေးအေးတန်အပူတန်တက်တာစီဖို့သူတို့သမီးလက်ဆောင်ဝယ်လိုက်တဲ့အုတ်ထုပ်အစ်စ်လေးစောင်းရင်ဖြစ်ချင်တော့ရထားပြင်းပေါက်ကနီအပြင်ဘက်ကောင်းထုပ်ကြည့်မိတဲ့အခိုက်လေးလေးအရှိန်ကြောင့်အုတ်ထုပ်အစ်စ်လေးရထားပြင်ဘက် လွင့်ပါသွားခဲ့ပါတယ်အုတ်ထုပ်လွင့်ပါသွားတာတီးလိုက်မိချိန်ထိုပင်စင်စားလူစည်းဟာသူ့ရဲ့ခရီးဆောင်အိတ်လေးပါပရင်းပေါက်ကလွင့်ပြလိုက်ပါတော့ရဲ့သူ့ရဲ့အပြူမူကို ယထာရေးပေါ်ကပါလာတဲ့သူတွေကအံ့ဩတဲ့သူကတဲ့ကားကြောင့်နေသူလားလို့တွေးသူကတွေးနားမလည်နိုင်သူတွေလည်းရှိနေတော့သူကိုပါကြောင့်လွန့်ပြက်လဲမေးမြန်းကြပါတယ်။ဒီတော့ဖိစင်စားကြီးကဗာပြန်ပြောလဲဆိုတော့ကျွန်တော်အုတ်ထုတ်လေးကကျွန်တော်သမီးလက်ဆောင်အဖြစ်ဝယ်ပေးလိုက်တဲ့အုတ်ထုတ်လေးဖြစ်လို့ကျွန်တော်နှမျောစိတ်ဖြစ်မိတာပေါ့ဗျာဒါပေမဲ့အဲ့ဒီအုတ်ထုတ်လေးမှာကျွန်တော်နာမည်မပါဘူးဗျာ အခုလွန်ပြစ်လိုက်တဲ့ခီးဆောင်အိတ်လေးမှာကအမီရောလိမ့်စာပါပါတယ်လေကျွန်တော်အုတ်ထုတ်လေးကောက်ရသူသားဆက်ရှာရင်အဝဲအိတ်လေးကိုပါရှာတွေ့မယ်ဆိုရင်အမီရောလိမ့်စာပါပါလို့ပြန်လဲပေးပို့လို့ရအောင်တတွဲရဲပြစ်ချပေးလိုက်ကြပါလို့ပြန်ပြောလိုက်လေတည်းជីကန်းတကောင်ရဲ့အမြင်တခါကជីကန်းတကောင်ရှိတယ်သူကသူ့ကိုယ်သူ လောကမှာငါဟာအပျော်ဆုံးငတ်တကောင်ပဲဆိုပြီးဘဝကိုတာယာနေတယ်။ဒီနေ့သူပြိုင်းတကောင်ကိုတွေ့တယ်။သူ့တကိုယ်လုံးကဖြူဖွင်းနေတာပဲ။ငါကတော့မဲနေနေတယ်။သူဟာလောကမှာအပျော်ဆုံးငတ်ဖြစ်လိမ့်မယ်လို့တွေ့မိတယ်။ဒီလိုနဲ့သူပြိုင်းကိုသွားပြောတယ်။ကိုပြိုင်းဟာခမားရောင်ကဖြူဖွင်းနေတာပဲလှလိုက်တာ။ဧကန်ဒခမားဟာလောကမှာအပျော်ဆုံးငတ်ပေးမလား။ ီတော့ဘိုင်းကပြန်ပြောတယ်ကျွန်တော်လည်းအစကဒီလိုတွေးမိတာစတူရွေးကိုမတွေးခင်အထီးကပဲဗျာကျွန်တော်ကသာအဖြူရောင်တစ်ခုရယ်ရှိတာသူမကအရောင်နှမျိုးရှိတယ်တိတ်လာတယ်ဗျဒီလိုနဲ့ကြီးကန်းလဲစတူရွေးစီသွားတယ်ခမားကအရောင်နှမျိုးနဲ့တိတ်လာတယ်ဗျာခမားကကဘာပေါ်မှာအပျော်ဆုံးမှတ်ပေးမလားစတူရွေးကဟာကျွန်တော်ကဘာဟုတ်ပါသေးလဲဗျာ ကျွန်တော်မှာအယောင်နှမျိုးပဲရှိရာတောင်းမှာအယောင်တွေအများကြီးနဲ့ဗျခင်ဗျသူ့ကိုသွားမေးပါလားလို့ဖြေလိုက်တယ်ဒီလိုနဲ့အကြီးကန်းလဲတောင်းကိုလိုက်ရှာရင်တတိဆန်ရုံတစ်ခုထဲမှာလူတွေအများကြီးပိုင်းကြည့်နေတဲ့တောင်းကိုတွေ့လိုက်တယ်အပါလှလိုက်တာသူကတီချာပေါက်အပျော်ဆုံးငတ်ပဲလို့တွေ့လိုက်တယ်ဒီလိုနဲ့တတိဆန်ရောင်ပိတ်ချိန်အထိစောင့်နေပြီးညနေလူရှင်တော့တောင်းစီသွားပြောတယ်ကိုရောင် ခမရဒီလောက်လာတာခမရကလောကမှာအပျော်ဆုံးငက်ပဲဗျာလူတွေကခမရရဲ့အလှကိုဒီလိုတကူးတကလာကြည့်တယ်ကျုပ်ကိုမြင်ရင်ဖြစ်တော့မောင်းလွတ်သားပဲပြုတ်တခါတလေဂဲနဲ့တော့ပေါ့လို့မနေရှောင်ရတယ်ဗျာလို့ပြောတယ်ဒီအချိန်မှာတောင်းကအင်းဗျာကျွန်တော်ကအလှဆုံးငက်ဆိုတာမှန်ပါရဲ့ဒါပေမဲ့ကျွန်တော်ရဲ့အလှတရားကြောင့်ကျွန်တော်ဟာလောင်ရည်တဲ့ချုံနောင်ခံထားရတယ် ဒီမှာမိတ်ဆွေကြီးကျွန်တော်တရိษံယုံတစ်ခုလုံးကိုတေချာစူးစမ်းပြီးပြီ။လောင်ရင်တဲထဲ့ထားမခံရတဲ့ဆိုလို့ကြီးခမ်းပဲရှိတယ်။ကျွန်တော်တခါလေတွေးမိတယ်။လောကမှာအပျော်ဆုံးငါဟာကြီးခမ်းပဲဖြစ်မယ်လို့ပေါ့။လွတ်လွတ်လပ်လပ်ပြန်တန်းနေတဲ့ကြီးခမ်းတွေမြင်ရင်ကျွန်တော်အယံအားကြရပြလို့ပြောပြလိုက်ပြန်နေ။တခါလေ ကိုယ်ကြောင့်တွေးနေရတဲ့ဘဝအခြေအနေနဲ့ပြဿနာတွေအပေါ်မှာမကြည်မနှက်ဖြစ်ပြီးသူများဘဝတွေကို အားစမိတတ်ကြတာသဘာဝပါတကယ်တော့ဘလို့ဘဝမျိုးဖြစ်ဖြစ် လူတိုင်းမှာအခက်အခဲတွေရှိနေတတ်ပါတယ်ပြီးပြည့်စုံနေဆိုတာမရှိပါဘူးကိုယ်ဘဝကိုကျေနပ်နိုင်သူဟာလောကမှာအပျော်ဆုံးသူဖြစ်ပါလိမ့်မယ်